ကျွန်တော်ဒီနေ့တွေ့တယောစာလေးတွေကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးတွေကို ရေးသားထားသူကတော့ကိုကျော်ကျော်ပဲဖြစ်ပါတယ်တယောစာလေးတွေကိုဖတ်ခွင့်ပြုပါတော့ကိုကျော်ကျော်ကိုလည်းကျေးဇူးထူးမြင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမြည် ီချင်းဆုံးနဲ့နှလုံးလာတက်ချုံလမ်းရှိုးကိုပြန်ယူမယ်ဆိုပြီးချိန်ဝါခဲ့သလို အခုပြန်ယူနိုင်ခဲ့ပါပြီဒါဝေမဲ့လည်းတက်ယူတော့မဟုတ်ဖဲအတင်းပူစာပြီးပြန်တောင်းခဲ့တော်မူလမ်းမော်ထွက်ပြီးအောင်ပွဲခံမှုပြင်ဆင်ထားကြတဲ့တက်ထောက်ခံသူတွေအတွက် အောင်ပွဲခံရမှာဖိမလာဘူးဖြစ်ကုန်ပါလေလောင်ရှုံမျိုးလေးကိုပြန်လဲဝင်ရောက်လာကြတဲ့တမတော်သားတွေရဲ့မျက်နာတွေမှာ ရှက်ရွံ့မှုတိမ်ငယ်မှုမျိုးမမြင်ရပဲတတ်မတော်ရဲ့လုံရိုးလှုပ်စင်တာဝန်တစ်ခုကို အကောင့်ထဲပုံနေကြတဲ့အနေအထားမျိုးကိုမြင်နေရတာလေထူးခြားမှုပါဒီဖြစ်စဉ်ဟာတတ်မတော်ကိုချစ်တဲ့သူတွေအတွက်ဗဟေရိမေကွန်းတွေအများကြီးဖြစ်သွားစေခဲ့ပါလေအင်တာနက်မပေါ်ခင်နှုန်းကရောတတ်မတော်နိုင်ခဲ့တဲ့ဆိုတာတကယ်တိုက်ပြီးနိုင်ခဲ့တာဟုတ်ရဲ့လားငါတို့တပေါ်အလုံးကြည့်ခဲ့ရတဲ့စကားတွေရာရောတကယ်ဟုတ်ခဲ့ရဲ့လား တမရော်သားရာဇောလက်နက်တွေပုံလိုက်တဲ့လင်းဝင်နာကိုမြင်ဘူးထားတဲ့အင်တာနက်ခေကြီးမှာတမရော်သား၃ယောက်လောက်ကတေမောင်မကြောက်ဖဲတက်လုံးပြီးအနံ့ယူခဲ့တဲ့ဆိုတဲ့ဇဝင်ကံမျိုးကရုတ်တိမတန်တော့ဘူးဖြစ်သွားခဲ့ပါပြီတက်ထောက်ခံသူအတိတယောက်ကမက်ဆန်ဂျာကနေစာလန့်ပို့တယ်ကြော့ကြော့ရင်မင်းရန်ခုံယူတဲ့ကွန်းလုံးရ40တိုက်ပွဲကလီ ပြန်တက်ယူခဲ့တာမဟုတ်ဘူးတဲ့ဘလို့ဘလို့ကွန်းလုံးမျိုးဘေးမှာ တက်မတော်အရာရှိတွေနဲ့တက်မတော်သားတွေဒုထောက်ဆောင်ငတ်ခံဆန္ဒပြပြီးပြန်တောင်းယူခဲ့တာလေဘာရပောင်း40တိတိဘာမှမစားဘဲဒုထောက်နေကြလို့ဘကပါတွေကတနာပီပြန်ပေးလိုက်တာလေတက်မတော်မှာပြန်တိုက်ပြီးယူခဲ့တယ်ဆိုတဲ့တိုက်ပွဲမျိုးဒီနေ့ထိလုံးဝကိုမရှိခဲ့ဘူးသေးတာလေ2023ခုနှစ်တုန်းက ရုပ်ရှင်ဒေတာတယောက်က တတ်ချုပ်ကြီးကိုရုပ်ရှင်စံညွန်တစ်ခုလောက်ပြဘူးလေတတ်ချုပ်ကြီးလိုပြည်သူချစ်ပြီးတခင်မှာတစ်ခါပေါ်တဲ့လူမျိုးအတွက်ကိုမိုင်းအထုပ်ပတ်တည်းရုပ်ရှင်တစ်ခုရှိတဲ့နယ်လို့တိုက်တွန်းရင်းလာပြတော့နှလုံးလာကာချုပ်လို့နာမည်ပေးထားတဲ့ရုပ်ရှင်မှာ ဖြစ်ရမှန်ကိုပြန်ရိုက်မှဆိုတော့ဇလန်းကတော့တင့်မဟုတ်ဘူးဇလန်းကတီးလို့ NLD အုပ်ချုပ်မှုမှာညံပြင်းလုံးတော့တိုင်းပြည်ပြတ်မှာဆိုလို့ တတ်မတော်ကတိုင်းပြည်ကို အာဏာသိမ်းလိုက်တယ်တတ်မတော်ကြောင့်ကန္နာပေါင်းစုံအများကြီးတိုးတက်လာတယ်တိုင်းပြည်တိုးတက်မှာကိုမနာလိုမရှုစိတ်နဲ့ပြည်ထက်တွေကအပြတ်အမောင်းတွေလုပ်ကြတယ်ပလာတာတွေလူတယ်ရွာတွေမိရှို့တယ်ဘုံတွေကျဲတယ်ဖုန်ကြီးတွေတတ်တယ်မရင်းကျင်တယ်ထမင်းအိုတွေဤပါကြတယ်နောက်ဆုံးမှာတော့ပြည်သူတွေကမခံမရနိုင်ဖြစ်ကြလို့ ကျွန်တော်တို့ပြည်သူတွေကိုလည်းတတ်မတော်တဲ့ဝင်ပြီးတိုက်ခိုက်ခွင့်ပေးပါလို့တောင်းဆိုကြလို့ပြည်သူတွေအတွက်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပေးလိုက်တယ်တတ်မတော်ကတမျိုးပြီးတမျိုးသိမ့်နေဖမ်းမိထားတဲ့ပြည်သက်တွေဆိုရင်မျက်နှာငယ်လေးတွေနဲ့အလံပြူကင်ပြီးပြေးဝင်လာကြတယ်တတ်မတော်နိုင်သွားလို့ရွေးကောက်ပွဲလုပ်ပေးပြီးအာဏာရပါတီကို အာဏာလွှဲပေးလိုက်တယ်နောက်ဆုံးမှာဇလန်းရဲ့ surprise တွေ့အနေနဲ့ ာနာယပါတီကတက်ချုပ်ကြီးကိုပဲတမတာဖြစ်အုပ်ချုပ်ပေးပါလို့တောင်းဆိုကြတယ်။ကာချုပ်ကြီးကနေတမတာကြီးဖြစ်ပြောင်းလဲတောင်းဝင်ယူပြီးတိုင်းသူပြည်သားတွေနဲ့တည်သပန်တက်သဆုံးပျော်ရွှင်စွာအုပ်ချုပ်သွားသည် ဆိုပြီးဇလန်းကိုဆုံးသက်ထားတယ်။ပြည်သူတွေချစ်တဲ့ခေါင်းဆောင်ဆိုတဲ့စာသားနဲ့တင်ဇညုံးကိုတက်ချုပ်ကြီးကတော်တော်သဘောကျနေပြီ။မဟုတ်မှန်းသိလေမျက်နာကြီးကပြုံးလို့ ဒီဇလန်ရရင်ဘလောက်ကုန်မလဲလို့မေးတော့အမေရိကန်ဒေါ်လာတန်400လောက်တော့ကုန်မယ်ဗါလို့ပြောတယ်။အနာကနားထောင်နေတဲ့ဘိုလ်ချုပ်တွေပါအရက်တွေတီးပြီးဖြွေးဆုပ်ပြီးပြန်ထွက်ကုန်ကြတယ်။ကုန်ကြစီအများဆုံးထဲမှာ ပါတယ်လို့နာမည်ကြီးတဲ့ Pirates of the Caribbean on Stranger Tides ရုပ်ရှင်တောင်မှအမေရိကန်ဒေါ်လာ389တန်ပဲကုန်ခဲ့တာဆိုတော့မင်းဟာကဘာလို့ဒီလောက်ကုန်ကြရတာလဲမေးကြတယ်ပေါ့။ ဒါနဲ့ဒါရိုက်တာကရှင်းပြတယ်ဒီဇကားမှာစက်တင်မဆောက်ဖဲအကုံအစ်စ်တွေကြီးရိုက်မှာတကယ်ပုံးကျဲလေသုံးမယ်တကယ်ပုံးကျဲမယ်ရွာတွေကိုတကယ်မီးရှို့မယ်တကယ်မရင်းကျင့်မယ်အစ်စ်တွေကြီးပဲခြောက်ပြတယ်ကမ္ဘာပထမဆုံးအထုပ်ပတ်တီရုပ်ရှင်ဖြစ်လာမယ်လို့ပြောတော့ဗိုလ်ချုပ်တွေကလက်ခံသွားကြတယ်ဒါပေမဲ့လည်းအမေရိကန်ဒေါ်လာတန်းလေးရာမတုံးနိုင်သေးလို့မရိုက်နိုင်သေးပါဘူးကွာလို့ပြောပြီးပြန်လွတ်လိုက်တယ် အခုငလင်ပေးအတွက်လူငွေ အများကြီးလဲရလာရောအဲ့ဒီကပြန်ရိုက်မယ်ကွာဆိုပြီးဒေတာကြီးကိုခေါ်ပြီးဘလို့ရိုက်မယ်ဆိုတာကို အသေးစိတ်ညှိနှိုင်းနေကြတယ်ပြောခဲ့သလိုပဲဇဝင်ကန်တော်တော်များများကိုတော့အစ်စ်တွေကြီးပဲလုပ်မယ်ဒါဝိမဲ့တတ်ချုပ်ကြီးကိုတိုင်းရှေ့တန်းမှာရွရွချွတ်ချွန်တိုက်ပွဲဝင်နေတဲ့ခန်းနဲ့ပြည်သူသားကိုတတ်ဆွန့်ဆန်းပြသွားနေတဲ့ခန်းတွေကိုတော့ကွန်ပျူတာအဖက်သုံးဖို့ ဆုံးဖြတ်လိုက်ကြတယ်ဒေတာကြီးကတခုတော့တောင်းဆိုတယ်ဒီဇကားမှာပြိသက်တွေရဲ့မျက်ရည်တွေကိုချွေပြစ်မဲ့ခန်းတခန်းတော့ပါတယ်အဲ့ဒီနေရာကိုတော့ဘာကိုယ်တိုင်တယုတ်ဆောင်ပေးပါတဲ့ဇဝင်ကန်းကိုလည်းရှင်းပြတယ်တမရော်ကတိုင်းပြည်ကိုသက်ဆွန်ပြီးဂျင်းနေချက်ထဲကနေကဲထုတ်လာခဲ့တယ်နောက်ဆုံးမှရွေးကောက်ပွဲ လုပ်နိုင်ခဲ့တယ်အနိုင်ရပါတီကို အာဏာလွှဲပေးလိုက်တယ်တာဝင်ကနေလွန်ငိမ့်သွားပြီဖြစ်တဲ့ တက်ချုပ်ကြီးကမာရဝိထေယဖះရဲ့ရင်ပြင်မှာငြိမ်ငြိမ်သက်သက်လေးထိုင်နေတယ်။သူ့အကောင်းဆုံးလုပ်ပေးပြီးပြီဆိုတော့သူ့တာဝန်ကျေပြီလို့ခံစားရတယ်။ငြိမ်ချမ်းသွားတဲ့တိုင်းပြည်ပျော်နေတဲ့ပြည်သူတွေကိုကြည့်ရင်တက်ချုပ်ကြီးကနှုတ်ဆက်စကားတိုးတိုးလေးရေရွတ်တယ်။ကျွန်တော်ခမရတို့အတွက်ခေါင်းဆောင်ကောင်းတယောက်ဖြစ်ခဲ့ပါသလား။ကြည့်နေတဲ့ပြိတ္တတွေမျက်နှာကိုလဝါနဲ့အုပ်ပြီး ဤကနေရှိုင်ကိုကြောင်းမဲ့ဇဝင်ကံပေါ်အဲ့ဒီဇကာစရိုက်နေပြီလို့ကြားတယ်။ရည်စရာလေးတစ်ခုတော့ဖြစ်သွားသေးတယ်။အဲ့ဒီဇဝင်ကံကိုမာရဝိဒ္ဓဖျားမှာတော့မရခင်စီဝေကံထဲမှာရေဟာဇယ်ပြောင်းကြည့်သေးတယ်။တတ်ချုပ်ကြီးကအဝေးကိုခတ်ဆွေးဆွေးငေးကြည့်ပြီးကျွန်တော်ခမရတို့အတွက်ခေါင်းဆောင်ကောင်းတယောက်ဖြစ်ခဲ့ပါသလားလို့ပြောနေတာကို အနာကလုံးယုံရေးယူပေးထားတဲ့အရာရှိက ိတ်ကိုဖြစ်ခဲ့တာပေါ့မအီလူရဲ့ဆိုပြီးပါဇက်ကလွတ်ခနဲထွက်သွားလို့အဲ့ဒီအရာရှိအခုအချုပ်ထဲရောက်နေတယ်တဲ့ကြော့ကြော့